ကျွန်တော်နယူးယောက်ကိုရောက်တဲ့အချိန်မှာအာမမေရတလာပိုင်း၁၉ရက်နေ့ပေါ့နော်မြဲမမိအာတော်လီအေးတယ်음နင်းနေဆိုနင်းနေကြာကြတဲ့အချိန်တော့ပျော်တယ်ပေါ့နော်ဟာနင်းနေမမြင်ဘူးတခါမှဖုံးဖွဲလေးပြီးတော့လက်ပေါ်ကျရင်လည်းတော်လို့ star star shape မပေါ်လို့အမ်နင်းနေရဲ့တရားမှာလို့အချွန်ချွန်လေးတွေတခြားကြည့်လိုက်ရင်ဖုန်းနဲ့ zoom ချဲ့ပြီးကြည့်လိုက်ရင်တော်လေးလာတယ်ပေါ့နော် crystal လေးဖြစ်နေအာပြီးလဲပြီးသွားရောအဲ့ဒီအကုန်လုံးကအာရှုပ်ွက်တွေဖြစ်သွားတယ် တချို့နေရာဆိုရင်အဲ့လို slip ဖြစ်တယ်ပေါ့နော် slippery ဖြစ်တယ်အရန်ကိုချောတယ်အာချောတာလို့ပြောမှာပေါ့နော် ချောတယ်လို့ပြောတယ်အာချောလဲကြတယ်အဲ့လိုရေခဲပြင်ဖြစ်သွားတယ်အကျန်အရန်ချောပြီးရင်အိမ်ပေါ်ပြန်တက်လာရင်လည်းအိအိဆူဆူကြီးနေပေါ့နော်အဲ့အာမျိုးကြီးဆိုတော့မကောင်းနိုင်လို့ပြောနေရမှာအဓိကအကုစိတ်ကဖြစ်နေရမှာပေါ့နော်ပြီးတော့ကိုက used to မဖြစ်ဘူးအဲ့နေရာကိုအဲ့အကြောင်းမို့ အာဒီလိုမျိုး မတူညီတဲ့ပတ်ဝန်းကျင်နဲ့မတူညီတဲ့ဒီ adapt လုပ်ရတာပေါ့လိုက်ပြီးတော့ကိုယ့်ရဲ့ဟိုအဆက်ဆက်ရရပေါ့နော်စိတ်ပိုင်းဆိုင်ရာဒီ physically ဒီ weather ကို resistant ဖြစ်အောင်လဲကိုယ် adapt လုပ်လုပ်ရတယ်ပြီးတော့ဒီဘက်ကပြောတဲ့အာပုံစံနေအာသုံးတဲ့ပုံစံနေအာပြီးဒီဘက်မှာနေထိုင်စားသောက်မှုပုံစံနေအဲ့ဒါတွေအကုန်လုံးစပြောင်းလဲလောက်ကြရပေါ့နော်နောက်ဆုံးသဘင်ဘာမှညံ့မလဲဆိုတာအစလေကိုယ်သဘင်ရှိလိုက်ဘာမှညံ့မလဲ အဆင်မပြေမှုတွေအများကြီးပဲအဲ့ကနေပြီးတော့ရင်းနှီးကတော့ကိုယ့်ရဲ့ကိုယ်ပိုင်စမြင်ညက်ဆရာရှိတယ်အခုကျတော့ကိုယ်အဲ့လိုမျိုးဟိုအဆင်ပြေပြေဖြစ်သွားအောင်ညက်ဖို့ပြောဖို့ဆိုဖို့ဆိုတော့မတော်လေးအမ်အမ်အတက်ပလိုက်လောက်အချင်းကြီးပေါ့အဲ့လေးရှိပါတယ်အမ်ဒါရီကုန်းကလည်း life experience ပေါ့နော်နောက်ပိုင်းကျတော့အခုကျတော့လည်းဒါတွေကဘာမှမဟုတ်တော့ဘူးဒါပေမဲ့အဲ့ဒါတွေမရှိရင်လည်းအခုလိုအခြေအနေဖြစ်လာမှာမဟုတ်ဘူးเนาะအဲကြောင့် အာညောကတော့တကယ်ကျွန်တော်အတွက်အမတ်တရားကြီးအာအာဖြစ်ခဲ့တယ်အဲ yeah of course life မှာတော့အမတ်တရားကြီးတော့နေစဉ်နဲ့များဖြစ်နေပေါ့နော်ဒါပေမဲ့ကိုကဘာမှမလုပ်ဘူးဆိုရင်အမတ်တရားကြီးဘာမှမဖြစ်မှာမဟုတ်ဘူးအာဆိုကိုကအာလုံနေသေးပြီးသွားနေသေးပြီးလာနေသေးပြီးကတော့အမတ်တရားကြီးအများကြီးဖြစ်မှာပေါ့နော်အဲ့ဒါမှမှဟိုဘယ်ဟာလေးတွေကကိုအတွက်သင်ခန်းစာဖြစ်နေယူမလဲ ဗျာလေးတွေကိုကိုအမြဲပြန်သုံးသက်ပြီးတော့မနော်။ဟောဒါအချိန်မှရှင်မှာငါဒါလေးလုံးလိုက်ပို့ကောင်းမှာပဲဆိုရဲ။အဲဟာဟိုအဲ့အသည့်ကိုယူပြီးတော့မှာပဲကိုအတွက်သင်ခန်းစာဖြစ်နေပဲပြင်ပြီးတော့အသုံးချရမှာနော်။အာအဲ့လိုပဲလုပ်လို့ရတယ်။အဲ့ဒါပြင်စင်စားမယ်။အော်ငါအဲ့တော့ငုံလိုက်တာအဲ့တော့ငါဘာဖြစ်လို့အလောက်ကြီးစိတ်ရကြနေရလဲလို့ကိုကိုကိုအပြစ်တင်နေစိတ်နဲ့ကြည့်ရင်ဘာမှမထူး right ။အခုလိုမျိုးပေါ့ကျွန်တော်ပရိသတ်တွေ family တွေနဲ့ကျွန်တော်လှုပ်ဖို့ဆိုတာဒီလိုမျိုးပြန်ဖြစ်လာမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော် အဲ့လိုတော့မစဉ်းစားမိဘူးဒါပေမဲ့ okay ငါငါအမေရိကရောက်လာပြီအမေငါဒီမှာ casting နဲ့ audition နဲ့ဝင်မယ်လုပ်မယ် um တောက်လျှောက်တလန်းလာတော့တော့ကြိုးစားပြီလို့ဒါပေမဲ့ဖြစ်ချင်းစိတ်အရင်များတဲ့အချိန်မှာကျွန်တော်ဟိုတနည်းပဲဖတ်မိလိုက်တယ်မို့ life are supposed to be like um life ရဲ့ရဲ့ purpose out a slow living မယ်ကျွန်တော်တို့ကဘယ်အတိုင်းအတာဒီစဉ်းစားလေးရတယ်သွားလေးရလဲဆိုတာကအာငကိုရီကကျွန်တော် limit ကရှိပြီးသားပေါ့န အလူတွေကတော့ဟိုဟိုကိစ္စတွေကလည်းအများကြီးပဲဟိုလှုပ်ရှားတွေပေးစရာတွေတွားစရာတွေလာစရာတွေလည်းတိတ်များတော့အဲ့မှာကျွန်တော်တို့ brain က allergy လိုက်ပြီးတော့မစဉ်းစားနိုင်တဲ့အချိန်ကျတော့အဲ့မှာ anxiety ဖြစ်တယ် stress တွေဖြစ်တယ်ပေါ့နော်အဲ့ကို low life ကအကောအေးအေးဆေးဆေးဖြစ်တဲ့နေဆိုရင် stress မရှိဘူး anxiety လည်းမရှိဘူးအဲ့တော့ကိုလုံးနေရအောင်100%ကိုကအာယုံစိုက်နိုင်တယ်ဆိုတော့ life is supposed to be like that ပေါ့အဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီလိုမျိုး ပြန်မဖြစ်လာတော့ဘူးလို့လည်းကျွန်တော်မတွေးမိဘူးပြန်ဖြစ်လာမယ်လို့လည်းမတွေးမိဘူးဒါပေမဲ့ငါလုံနေရအောင်ငါတရုတ်ဆောင်လုပ်ချင်တယ်တရုတ်ဆောင်အော်အလုပ်ကိုရအောင်လုပ်မယ်ဆိုရင်စိတ်ရှိတယ်ငါဘယ်လိုပဲဖြစ်ဖြစ်ဟိုဘယ်ဘယ်ရအောင်ငါဒါပဲလုပ်ချင်တယ်ဒါပဲလုပ်မယ်ဆိုရင်အဲအာကိုယ့်ရဲ့ပြတ်သားတဲ့စုံမြစ်တစ်ခုရှိရပါတော့အဲ့ဒီဇိုင်းအဲ့စန်တာတစ်ခုရှိရင်အဲ့စန်တာရှိနေကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတာအချွေးနေ I figure it out အဲ့လိုပဲပေါ့နော် အခုလေဖြစ်လာတာပဲ right အခုဆိုရင်ကျွန်တော်ကို chicken အပြည့်ပရိသတ်တွေတန်မိုးထားရတယ်ပေါ့တန်မိုးထားရဆိုရင်အစင်းကြီးရောက်လာကြတယ်ပေါ့နော်ဟိုဒါလေကိုကိုနိုင်ကဟောပရိသတ်တွေကိုလေ chicken နဲ့တန်မိုးထားတယ်အဲ့လိုပဲလူလူချင်းကိုချင်းစားအားကြောင့်မို့ကျွန်တော်ခုလုံးနေတုံလင်းရတာကိုချင်းစားမှုဟိုကိုအခြေခံပြီးတော့လူသားချင်းကိုချင်းစားမှုအခြေခံပြီးတော့လုံနေအလုပ်တွေဖြစ်တယ်ကျွန်တော်ကဟွာလူချင်းတရားလူချင်းလုံးမအကုန်လုံးဟိုလွတ်လွတ်လပ်လပ်လုံလုံးဂျုံဂျုံနဲ့ကိုနိုင်ငံမှာ ရှင်သန်နိုင်ဖို့အတွက်သွားလာဟိုရှောက်ပြေးစားတောင်းနိုင်ဖို့အတွက်ကိုယ့်ရဲ့ပျော်ရွှင်မှုလွတ်လွတ်လပ်အာ pursue လုပ်နိုင်ဖို့အတွက်နော်ရယူနိုင်ဖို့အတွက်နော်ဖန်တီးနိုင်ဖို့အတွက်ဒီလိုအတွက်ရိုးရှင်းတဲ့အာအခြေခံကြတဲ့လွတ်လပ်မှုအခွင့်အရေးတွေရဖို့အတွက်ကိုကျွန်တော်တို့ကပုံရင်းလုပ်နေဖြစ်တယ်အဲ့ဒါကိုလည်းအယိုးသားဆုံးပြောပြချင်တယ်အဲ့တော့တကယ်ကိုယ်ကို chicken အပေးအခုတန်မိုးထားတဲ့ကျွန်တော်ပြည်သင်နဲ့တွေ့ရမှာကျွန်တော်အရင်က um i am so excited your celebration connection and hopes ရေကောင်းတဲ့အောက်ကနေပြီးတော့ကျွန်တော်ဒီပွဲလေးလို့တာဖြစ်တယ်ပေါ့နော်ကျွန်တော် chicken အားပေးတန်ဖိုးထားတဲ့ကျွန်တော်ပရိသတ်တွေအားလုံး ਨੇ ကျွန်တော် um သူတို့လည်း appreciate လုပ်ချင်တယ် um ပြီးတော့ကျွန်တော်ကျွန်တော်အကြောင်းလေးပို့ပြီးတော့သိအောင်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ပြောပြချင်တယ်အာပြီးတော့အာအာပြီးတော့ကျွန်တော်တို့ကဒီမျောလင်းချက်တွေ ਨੇ ပေါ့နော်ဆက်ပြီးတော့သွားချင်တယ် ဒါလည်းကျွန်တော်မျှုံလင့်နေလို့ဆူတောင်းနေုံနဲ့မပြီးဘူးကျွန်တော်အလုပ်တွေအများကြီးလုပ်ရမယ်ဆိုရင်အကြောင်းလည်းကျွန်တော်ပြပြချင်းနေဒီနေ့မှာကျွန်တော်အမေရိကန်မှာရှိရအောင်နေကြရင်ကျွန်တော်ဘယ်မှာရှိမှမသိဘူးเนาะဒါက I'm I'm serious အာတကယ်ပြောတော့ပါကျွန်တော်ဒီနိုင်ငံမှာတလုံးနေမယ်ဆိုတာလည်းကျွန်တော်မစဉ်းစားထားဘူးအာကျွန်တော်ကျွန်တော်လုပ်နေတဲ့အလုပ်ပေါ့เนาะကျွန်တော်လုပ်နေတဲ့ကျွန်တော်တော်လင်ရေးကိုအကောင်းဆုံးအထောက်အကူပြုနိုင်တဲ့အခြေအနေနဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အဲ့အခြေအနေကိုအထောက်ပံ့ပေးနိုင်တဲ့နေရာမှာကျွန်တော်ကနေမှာဖြစ်ပါတယ်အာပြီးတော့ကျွန်တော်လှုပ်ချင်တဲ့အလုပ်တွေလှုပ်လို့ရတဲ့နေရာတွေမှာကျွန်တော်နေသွားမယ်ပေါ့နော်အဲ့တော့ I don't know ဟို life are unpredictable uh and so on တေချာဘူးအခုလက်ရှိဒီချိန်မှာကျွန်တော်ညယောက်ကိုလာမယ်အဲ့တော့ညယောက်မှာရှိနေရဲ့ကျွန်တော်ချင်းအားပြီးတန်ဖိုးထားကျွန်တော်လူနဲ့တွေ့မယ်အဲကျွန်တော်အမတ်တရားအများကြီးဖန်တီးမယ်ကျွန်တော်မျှော်နေမယ်အားလုံးနဲ့တွေ့ခြင်းနဲ့အမတ်တရားအများကြီးဖန်တီးခြင်းနဲ့ ကျွန်တော် team ကလည်း game နေအများကြီးစီစဉ်ထားရလို့လည်းသိရပါတယ်။အာလက်ဆောင်ပစ္စည်းပေးမယ့်အစီအစဉ်လည်းရှိပါတယ်။အဲ့တော့ can we see you all. Uh, again thank you so much. Uh, see you there in New York City. Uh, bye.